ဲ့တော့ကလေးလေးတွေကတော့ကျွန်တော်တို့ကတော့ပုံမှန်အားဖြင့်တော့လက်ဖိတ်စုံတစ်စုံပေါ့နော်အဲ့တော့အစာကျွေးတဲ့နေရာမှာတော့ဥပမာဆိုလို့ရှိရင်တော့ကျွန်တော်တို့ 5ml ပေါ့နော် 5ml ကတော့ကျွန်တော်တို့များသောအားဖြင့်ကတော့ဥပမာဆိုရှင်ဖြည့်စွက်စာတဲ့ကိုထည့်ကျွေးလေးရှိပါတယ်ဥပမာဆိုလို့ရှိရင်တော့ကလေးလေးတွေကိုအမောင်တချို့ကကြတော့လေဒီတိုင်းပေါ့နော်ပါဇက်လေးတွေကိုအသာလေးတွေထည့်မယ်ဆိုလို့ရှိရင်တော့လေကျွန်တော်တို့ကဥပမာဆိုလို့ရှိရင်အနည်းဆုံးမနက်ကို 1ml နေ့လည်ညနေကိုဆိုရှင် 1ml လေးနဲ့လေတောက်တာလေးရှိပါတယ်အဲ့တော့ကဲယူဟင်းနဲ့ထည့်သမင်းလေးကိုကျွန်တော်ထည့်ပြီးတော့မှမွေမယ်ဆိုတော့လက်ဖိတ်စုံတစ်စုံဆိုလို့ရှိရင်ဒါကလေး ေးတယောက်ကအတွက်ကတော့ကျမတို့လုံလောက်ပါပြီလို့တော့ပြောလို့ရပါတယ်ရှင်။ ဒီကိစ္စပေါ့အုံစီလေးနဲ့ပတ်သက်လို့ကတော့ကျမတို့အနေနဲ့ကတော့သုံးမယ်ဆိုတာလဲကျမတို့ကြိုက်ပါတယ်နောက်ပြီးတော့မှ energy လဲပို့ရတယ်နောက်ပြီးရခါချလို့ရှင့်လဲကလေးအတွက်လဲအဟာရလဲဖြစ်စေတယ်နောက်တချို့ကလေးလေးတွေပေါ့နော်ဥပမာဆိုလို့ရှင့်ပေါ့ဟိုမေမေကြီးကများသောအဖြစ်ကတော့ဥပမာကိုဝင်ဆောင်တဲ့အချိန်လေးတွေမှာကြက်ဥမစားခဲ့တဲ့မေမေကြီးပေါ့နော်အဲ့လိုမျိုးတွေမှာဆိုရှင့်ကလေးလေးတွေမှာဆို biotin ဆိုတာလေးနည်းနည်းချို့တက်တတ်ပါတယ်အဲ့လိုချို့တက်တတ်တဲ့ခါမှာဆိုရှင့်ကလေးလေးတွေကဥပမာဆိုရှင့်အကွက်လေးတွေထလွယ်တာမျိုးနောက်တစ်ခါကျတော့ချင်းကိုက်ပြီးသွားပြီဆိုလဲအဲ့အနာလေးကပေါ့ နော်ချက်ချင်းကြီးမတက်တာတာမျိုးဆိုရှိတတ်ပါတယ်အဲ့လိုမျိုးပေါ့နော်ဒီလိုအရေးပြားလေးတွေပေါ်မှာနည်းနည်းလေးပြဿနာရှိတဲ့သူတွေနောက်တော့မှ eczema dermatitis လို့ခေါ်တဲ့နော်ဒီလိုလေးတွေရှိတဲ့သူတွေမျိုးမှာဆိုရင်တော့ဒီလိုမျိုးဒီ copress အုံးစီကိုထည့်ပြီးတော့မှကျွေးထားတဲ့သူတွေဆိုရင်တော့ဒါအာပြောမယ်ဆိုရင်တော့ပျောက်ကင်းမှုလည်းလင်းမြန်တယ်နောက်တော့မှအသားအရေပေါ့နော်ဒါချောမောလပမှုတွေကလည်းဒါပေါ့နော်တခြားစီသုံးတာနဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှတော့အာသာချက်လေးတွေရှိတယ်လို့တော့ကျွန်မပြောပြလိုက်ချင်ပါတယ်